အားလုံးပဲမင်္ဂလာပါတချာနေကနေပြန်လဲကြိုဆိုပါတယ်ကျမကတော့မျိုးပါဒီခါမှလည်း GLPD M4 level ခန်းကြီးသင်ကန်းစာလေးတွေကိုတူတူလေ့လာသွားမှာပဲဖြစ်ပါတယ်ဒီနေ့ပြင်ဆင်ထားတဲ့သင်ကန်းစာကတော့သင်ကန်းစာ7ပေါ့နော် lesson 11ရဲ့ do ရှိကရိယာတွေနဲ့ပတ်သက်တဲ့ verb လေးနဲ့ပတ်သက်တဲ့ခန်းကြီးအပိုင်း1ပေါ့နော် ဒါဆိုရင်ပထမဆုံးတွေ့ရမယ့်စကားလုံးလေး213လုံးမြောက်ကရက်တန့်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီမှာခြေပွားလေးရှိမယ်ပြီးအဲ့ခြေပွားလေးကမရွေ့တော့ဘူးပေါ့နော်။ဒါဆိုရင်ရက်တန့်သွားတယ်ပေါ့။ခဲချစ်လေးချစ်ချစ်မယ်ဆိုရင်ဒီဘက်ကအရှိလေးကိုအရင်ရေးမယ်ပေါ့နော်။တဲ့နဲ့သုံးလေးပေါ့နော်။ဆိုတော့ခွန်ယောမီကတိုမာရူအွန်ယောမီက ရှိ။ ကြမ်းမဲ့စကလုံးသုံးလုံးရှိပါတယ်ထိုမရုဆိုရင်ရက်တန့်သည်ပေါ့နော်ထိုမရီမတ်နဲ့အတူတူပါပဲဥပမာဒန်ရှာကထိုမရုဒါဆိုရင်ယထာရက်တန့်နဲ့အမေကထိုမရုမိုးရက်တန့်နဲ့မိုးတိတ်သွားတယ်လို့ပြောတာပေါ့နော်အဲ့လိုနေရာမျိုးတွေမှာသုံးပါတယ်ထိုမရုရက်တန့်သည်နောက်တစ်ခုချူရှိဆိုရု ဒီချူးစွာလေးကနတ်ခါဆိုတဲ့အလဲမာဆိုတဲ့ခန်းကြီးလေးနဲ့အခုတိုမာရုဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းပြီးတော့ချူးရှိလို့တန်ထွက်တယ်ပေါ့နော်ချူးရှိဆိုရုချူးရှိရှိမတ်နဲ့အတူတူပါပဲပယ်ဖြတ်သည်သို့မဟုတ်ကန်ဆာဖြစ်သွားသည်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ဌာနုရှိမီနိစ်တေအီတာနိုနီလျောခိုးကချူးရှိနိနတ်တေရှိမတ်တာ မျောလင့်ပြီးတော့ဆောင်စားခဲ့ရပေမဲ့ခရီးစဉ်ကကန်ဆယ်ဖြစ်သွားတယ်ခရီးစဉ်ပြတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲ့လိုနေရာမျိုးလေးတွေမှာချူးရှိဆူလူနဲ့တုံးလို့ရပါတယ်နောက်တစ်လုံးကအီချီချီသိရှိအီချီချီသိရှိကအီချီချီဆိုတာကတနိုင်လို့ပြောတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီသိဆိုတာကလည်းရက်တန့်သည်ဆိုတဲ့ခန်းကြီးလေးပဲအခုတိုမာရုဆိုတာကလည်းရက်တန့်သည်ဆိုတဲ့ခန်းကြီးလေးပဲဒါပါအဓိပ္ပာယ်လဲဆိုတော့ stop လို့ပြောလိုက်တာပေါ့နော်ဥပမာ ကားလမ်းတွေဘာတွေမှာရင်သွားလမ်းတွေမှာ stop ဆိုဆိုင်ပုံလေးလေးအဲ့လိုဟာမျိုးဆိုရင်လည်းအချီချီတဲရှိ no sign လို့ပြောလို့ရတယ်နော်ဥမာစာကြောင်းလေးပြောမယ်ဆိုရင်ခူရူမာကို on touch တဲဤလူတို့ခိအချီချီတဲရှိ no sign ကိုမိမဆန်တဲ့တာရင်မောင်းခဲ့တဲ့အချိန်တုန်းကကားမောင်းခဲ့တဲ့အချိန်တုန်းက yes ဆိုတဲ့ဆိုင်ပုံကလေးကိုမတွေ့လိုက်ဘူးအဲ့လိုမျိုးလေးပေါ့နော်နောက်ခုကဒီရုပ်ရှင်တွေပါရေးချတဲ့အခါမှာ pause လုပ်တာလေခဏရပ်လိုက်တာကိုလည်းအချီချီတဲရှိလို့သုံးလို့ရပါတယ် 動画を一時停止してください。だそうにビデオをかなやってば。あのမျိုးလေးသုံးလို့ရပါတယ်เนาะ。だそうにトマルチュシスル一時停止。だそうにディザガロンလေးがやったんでそれあてばね手やったガロンလေးပဲဖြစ်ပါတယ်。နောက်ထပ်ガロンလေးလာမယ်ဆိုရင်212ガロン秒。 သူကကြတော့ဒီမှာခြေပွားလေးကဘယ်ရောညာရောရှိသွားပြီเนาะဒါဆိုရင်ဘယ်နဲ့ညာနဲ့ခြေလမ်းလေးလှမ်းနေဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့လမ်းလျှောက်တည်ဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူ့ကိုရေးကြည့်မယ်ဆိုရင်ခုနကတော့တုံမရုဆိုတဲ့ခန်းကြီးလေးပြန်ပါတယ်เนาะအဲ့ဒါလေးကိုအပေါ်မှာဒဲနဲ့တုံပြန်လေးပေါ့เนาะနောက်အောက်ကကြတော့စုခုနိုင်ဆိုတဲ့ခန်းကြီးလေးเนาะ9 6 9 10ပေါ့เนาะ ဆိုတော့သူ့ရဲ့ခွန်ယောမီကအာရုခုအွန်ယောမီကဟိုနဲ့ပို့နဲ့ကျဲရမဲ့စကားလုံးလေးလေးလုံးရှိပါတယ်ပထမဆုံးတစ်လုံးလေးကအာရုခုဆိုတော့အာရုခိမတ်စ်နဲ့အတူတူပဲပေါ့နော်လမ်းလျှောက်သည်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ဂခိုမတဲ့အာရုဟိတဲ့အခိမတ်စ်ဒါဆိုရင်ကြောင်းအထီကိုလမ်းလျှောက်ပြီးတော့သွားမယ်အဲ့လိုမျိုးလေးသုံးလို့ရရယ်နော်နောက်တစ်ခုကကြတော့စမ်ပိုဆူရု စမ်ပိုဆူရူကလမ်းလျှောက်ထွက်သည်စမ်ပိုရှိမတ်လို့လည်းသုံးလို့ရတယ်เนาะဆိုတော့ तू ကအပြင်းပြေလမ်းလျှောက်ထွက်တာဖြစ်ဖြစ်ကျန်းမာရေးအတွက်လမ်းလျှောက်ထွက်တာဖြစ်ဖြစ်လမ်းလျှောက်ထွက်တာကိုစမ်ပိုဆူရူလို့ခေါ်ပါတယ်ခန်းခုံးလို့သမယ်နိမိုင်အဆစမ်ပိုရှိမတ်ဒါဆိုရင်ကျန်းမာရေးအတွက်မနက်တိုင်းလမ်းလျှောက်တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်ကရှင်ပိုဆူရူဒီရှင်ဆိုတာလေးကဆက်လက်ပြီးတော့သွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့เนาะဆိုတော့ တရွေ့ရွေ့ဆက်လက်ပြီးတော့ဆောင်းနေတယ်ဆက်လက်ပြီးတော့တိုးတက်နေတယ်ဆိုတဲ့အထိပဲမျိုးလေးပေါ့ technology wa hibi shinpo suru ဒါဆိုရင် technology တွေကနေ့စဉ်နဲ့အမျှဆက်လက်ပြီးတော့တိုးတက်နေတယ်အဲ့လိုမျိုးတွေသုံးလို့ရပါတယ်เนาะဆက်လက်လှုပ်ဆောင်သည်သို့မဟုတ်ဆက်လက်တိုးတက်နေသည်ပေါ့နောက်ဆုံးတစ်လုံးက olden hodo olden hodo ဒီ do ဆိုတာက michi land ဆိုတဲ့ခန်းကြီးလေးနဲ့เนาะ olden hodo ဆိုတာကလူကူးမြင့်ကြောက်ပြောတာပေါ့เนาะ 横断歩道を渡るときは必ず一時停止して右を見てから渡りましょう。だそういう、ルクミンジャーを撇ってかま、停車場、かなやや,やめ、ピン、ニャバクをじびろま、ランを撇くじゃばぞ、そういう手紙をね、通るやれの。歩く、散歩する、進歩する、横断歩道。 ါဆိုရင်ဒီစကားလုံးလေးကလမ်းလျှောက်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်။နောက်ထပ်တစ်လုံးကိုလေ့လာမယ်ဆိုရင်213လုံးမြောက်ကပြေးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးလေးပေါ့နော်။ဒီအပေါ်ကလူပုံစံလေးကကလေးပုံလေးကအိုခိရဲ့တင်ငေတာလေးပေါ့။အကျယ်ကြီးအကြီးကြီးဆိုတဲ့အဓိပ္ပာယ်မျိုးအောက်ကကျတော့ဒီမှာလမ်းလျှောက်တဲ့ခြေတော်ကလေးပေါ့။ဒါဆိုရင်အကျယ်ကြီးပြေးလိုက်တဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။သူ့ကိုခဲချစ်လေးချစ်ချစ်မယ်ဆိုရင် တဲ့နေတော့လေငါချောက်ခနဲ့သူရခွန်ယောမီကဟာရှိရူအွန်ယောမီကဆိုကြက်ရမဲ့စကလုံးလေးနှလုံးရှိတယ်ဟာရှိရူပြေးသည်ပေါ့နော်ဟာရှိရီမတ်စ်နဲ့အိပဲအတူတူပါပဲဝါတာရှိဝါဟာရှိရူတို့ခရွန်ဒေရှိမိုင်းမတ်တာ ကျွန်တော်ပြေးလိုက်တာချော်လဲသွားတယ်အဲ့လိုမျိုးနဲ့သုံးလို့ရပါတယ်เนาะနောက်မှရှင်လဲခိုနိုဒန်ရှာဝတိုကျိုတိုအိုဆာကာနိုအိုင်ဒါအိုဟက်ရှ်တဲအီမတ်ဒါဆိုရင်ဒီရထားကတိုကျိုနဲ့အိုဆာကာကြားထဲမှာပြေးဆွဲနေပါတယ်အဲ့လိုမျိုးလေးလည်းသုံးလို့ရပါတယ်နောက်တစ်လုံးက Rikiso ဆိုလို့ Rikiso ဆိုလို့ဒါဆို Rikiso Shimas နဲ့အတူတူပဲပေါ့เนาะအသက်ကုန်ပြေးသည်အစွမ်းကုန်ပြေးသည်ပေါ့ ဥပမာပြောမယ်ဆိုရင်ခနိုဂျောဝရီခီဆိုရှတဲ့ဂိုရူနီဂျီတာသူမဟာအစွမ်းကုန်ပြေးပြီးတော့ပန်းနိုင်ကိုဝင်ရောက်ခဲ့တယ်အဲ့လိုမျိုးလေးသုံးလို့ရရယ်နော်ဒါဆိုရင်ဟာရှီရူရီခီဆိုဆိုရူဒါဆိုရင်ဒီစကားလုံးလေးကပြေးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်တစ်လုံးလေးလာမယ်ဆိုရင်214လုံးမြောက်ကနိုးထသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုခုနကတော့ပြေးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့ ဟာရှိရုရဲ့ခန်းကြီးလေးပါမယ်ပြီးအနောက်ကဒီမှာကလူလေးကမတက်ထားရလိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါဆိုရင်အိယာနိုးထားသည်ဆိုတဲ့အဓိပ္ပာယ်လေးပါဆိုတော့ဟာရှိရုလေးကိုပြန်ရေးမယ်နည်းနည်းလေးကတ်ပြီးတော့တစ်သေးချုံချုံလေးရေးမယ်ပေါ့နော်1 2 3 4 5 6 9 10ပေါ့နော်ဆိုတော့သူရဲ့ခွန်ယောမီကအိုခီရုနောက်တစ်ခုအိုခိုဆု အွန်ယောမီကခိကျဲမဲ့စကလုံးလေးသုံးလုံးကအိုခိရုအိယာနိုထာတိအိုခိမတ်စ်နဲ့တူတူပဲပေါ့နော်ဒါဆိုရင်အာဆာရကူဂျီနီအိုခိမတ်စ်ဒါဆိုရင်မနက်6နာရီမှနိုထာပါတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နော်နောက်ကဟာယာအိုခိဟာယာအိယာကြတော့ဆော့ဆော့စောတော့ဆိုတဲ့ပဲနော်ဟာယာအိုခိဆိုရင်မနက်ဆော့ဆော့နိုထာခြင်းပေါ့ဒါဆိုရင်အာရှတာဝါဟာယာအိုခိရှင်နာခဲတယ်ပါနာရနိုင်ဖေခုနီခုနီအီခုနိုဒါခါရာ ဒါဆိုမနက်ဖြန်စောစောမနိုးထားလို့မရဘူး picnic သွားမှာမို့လို့အဲ့လိုမျိုးလေးတွေသုံးလို့ရတယ်။နောက်ခု gigyoka gigyoka ဒီမှာ ki နဲ့တန်ထွက်သွားရယ်နော်။ဒီ gyo ဆိုတာကလုပ်ငန်းတွေဘာတွေမှာသုံးတဲ့ခန်းချင်းလေးဖြစ်ပါတယ်။ဒီနောက်က kha ကကြတော့ဒီ professional နဲ့ပတ်သက်ရင်သုံးတဲ့ခန်းချင်းလေးပေါ့နော်။ဒါဆိုရင် gigyoka ဆိုရင်လုပ်ငန်းရှင်။ okuno gigyoka ka kono event o ni sankashita ဒါဆိုရင်လုပ်ငန်းရှင်အများကြီးကဒီ event မှာပါဝင်ခဲ့ကြတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ် Okiru Hayaoki Kigoka ဒါဆိုရင်ဒီခန်းကြီးလေးက노ထသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်လုံးလေးလာမယ်215လုံးမြောက်သူကကြတော့ကင်ထားသည်သို့မဟုတ်ပိုင်ဆိုင်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ဒီဘက်မှာလက်ဆိုတဲ့ခန်းကြီးလေးပါမယ်ပြီးဒီဘက်မှာအိုသေးတာဘုံချောင်းဆိုတဲ့ခန်းကြီးလေးပါမယ်သူတို့နှစ်ခုပေါင်းပြီးတော့ ကင်ဆောင်ထားသည်ကင်ထားသည်ပိုင်ဆိုင်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ဒီဘက်မှာတဲဟန်းလေးကိုအရင်ရေးပါတဲနဲ့တော့လေငါ၆9 10 5ခွန်ယောမီကမုတ်စုအောင်ယောမီကဂျီကျဲရမယ့်စကားလုံးလေးလေးလုံးရှိတဲ့မုတ်စုမုတ်စုဆိုတာကမိုချီမတ်စ်နဲ့အတူတူပဲเนาะ ကင်ထားသည်သို့မဟုတ်ပိုင်ဆိုင်သည်ပေါ့ဥပမာခါဆာအိုမိုတက်ခိတဲခူရာဆိုင်ဒါဆိုရင်ထီးကိုယူပြီးတော့သွားပါဒါမှမဟုတ်ရှင်နာနီယိုမိုတဲရူနောဘာကင်ထားတာလဲဒါမှမဟုတ်ရှင်လေဝါတာရှိဝါခူရူမာအိုမိုတဲရူကျွန်တော်မှာကားပိုင်ဆိုင်နဲ့ကားရှိတယ်အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုကခီမိုချီခီမိုချီကစိတ်ခံစားချက် feeling ပေါ့နော်ခီမိုချီကအီသို့မဟုတ်ခီမိုချီကဝါရူအီ စိတ်ခံစားချက်ကောင်းတယ်သို့မဟုတ်စိတ်ခံစားချက်မကောင်းဘူးအဲ့လိုမျိုးလေးတွေသုံးလို့ရပါတယ်နောက်တစ်လုံးကမိုချီမိုနိုဒီမိုနိုဆိုတဲ့ဟာလေးကပစ္စည်းတို့အရာဝတ္ထုတို့မှာသုံးတယ်ပေါ့နော်ဆိုတော့မိုချီမိုနိုဆိုရင်ပိုင်ဆိုင်ထားတဲ့အရာပေါ့ဒါဆိုရင်ကိုပိုင်ပစ္စည်းတို့ဘာလို့သုံးလို့ရတယ်ဥပမာမိုချီမိုနိုနီဝနာမယေကိုခိုက်တဲ့ကူရာဆိုင်ကိုရဲ့ပိုင်တဲ့ပစ္စည်းတွေမှာနာမည်ကိုတတ်ထားပါ ဆိုတော့ကိုယူလာတဲ့ပစ္စည်းတွေမှာနံပါတ်တတ်ထားအဲ့လိုပြသက်ဆိုင်တဲ့ပစ္စည်းမှာနံပါတ်တတ်ထားအဲ့လိုမျိုးပြောတဲ့ပုံစံမျိုးလေးပေါ့နော်ဒါမှမဟုတ်လဲမိုချီမိုနိုဝါဟိုတွန်ဒိုနိုင်ပိုင်ဆိုင်တာဘာမှမရှိဘူးအဲ့လိုမျိုးလေးသုံးလို့ရတယ်နော်နောက်ကရှီဂျီဆူရူရှီဂျီဆူရူကကြတော့ထောက်ခံသည်အာဖီသည်သို့မဟုတ်ထောက်ပံ့သည်လို့လည်းသုံးလို့ရပါတယ်။ဥပမာဝါတရှိဝါဆိုနိုအီခန်အိုရှီဂျီဆူရူကျွန်တော်ကအဲ့ဒီအမြင်ကိုထောက်ခံတယ်။ကျွန်တော်ကအဲ့ဒီအမြင်ကိုအားပေးတယ်။ဒါမှမဟုတ်ရှင်လေ โอคุโนฮิโตะကခရယ်ကိုရှိကြီးတဲ့ရူလူတွေအများကြီးကသူ့ကိုထောက်ခံအားပေးကြတယ်အဲ့လိုမျိုးနေသုံးလို့ရပါတယ်เนาะမိုတုခီမိုချီမိုချီမိုနိုရှိကြီးဆူရူဒါဆိုဒီခန်းကြီးလေးကကင်ထားတယ်ဒါမို့ရှင်ပိုင်ဆိုင်နေရှိတယ်ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တယ်ပေါ့เนาะနောက်တစ်တလုံး216လုံးမြောက်ကကြတော့ခုနကတော့ကမိုချီဆိုတဲ့ဟာလေးနဲ့ဒီအရှိရစကလုံးလေးကွာရယ်เนาะ ုနတုန်းကတယ်ဟန်းလေးနဲ့အခုကကျတော့ Ikimas ရဲ့အရှိရခန်းကြီးလေးနဲ့ပေါ့နော်။ဒါဆိုရင် तू က Ikimas ရဲ့ခန်းကြီးလေးနဲ့နောက်ကအိုသေးတာလေးနဲ့ကိုပေါင်းလိုက်လို့ရှိရင်ဆောင်းဆိုင်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။သူ့ကိုရေးကြည့်မယ်ဆိုရင်1 2 3 4 5 6 7 8 9 10 ခွန်ယောမီကမတ်စ်အွန်ယောမီကတိုင်ဆိုမတ်စ်မတ်စ်ကမာချီမတ်စ်နဲ့အတူတူပဲနော်ဆောင်းဆိုင်သည်ဥပမာအဲခီတဲ့မာချီမတ်စ်ဒါဆိုရင်ဘူတာယုံမှာဆောင်းမယ်အဲ့လိုမျိုးလေးပေါ့နော်နောက်ခုမာချီယာဝါဆဲမာချီယာဝါဆဲကကြတော့တွေ့ဖို့အတွက်ချိန်ထားတာမျိုးပြောတာပေါ့နော်ဥပမာအဲခီတဲ့မာချီယာဝါဆဲမရှောရထားဘူတာမှာတွေ့ကြစို့ဒါမှမဟုတ်ရှင်လဲ 友達と待ち合わせがあります。တငယ်ချင်းနဲ့ချိန်ထားတာရှိတယ်။အဲလိုမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော်။နောက်တစ်လုံးကရောတိုက်ဆိုလို့ရောတိုက်ဆိုလို့ကကြတော့ invite ဖိတ်ခေါ်သည်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။友達ကိုပါတီနိရောတိုက်ဆိုလို့တငယ်ချင်းကိုပါတီပွဲကိုဖိတ်ခေါ်မယ်။အဲလိုမျိုးလေးပေါ့။ခီတိုက်ဆိုလို့ခီတိုက်ဆိုလို့ကကြတော့မျော်လင့်နေပေါ့နော်။ HOPE hope ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့မျော်လင့်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးခရေဝါ e ခက်ကာကို kitaish de iru သူကရလက်ကောင်ကိုမျော်လင့်နေတယ်ရလက်ကောင်ကိုစောင့်ဆိုင်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဒါဆိုရင် matsu machi awase shotai suru kitai suru ဒါဆိုရင်ဒီခန်းကြီးလေးကစောင့်ဆိုင်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်219လုံးမြောက်က ချီးငားယူသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့အရှိမလူဆိုတဲ့ခန်းကြီးလေးဒါလေးကလူကိုကိုစားပြုမယ်အနောက်ကတလုံးကကျတော့မူခရှိဟိုးအရင်တော့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တက်ရောက်တဲ့ခန်းကြီးလေးသူတို့နှစ်ခုပေါင်းလိုက်တာချီးငားယူသည်ဆိုတဲ့ပုံစံလေးဖြစ်သွားတယ်ပေါ့နော်တဲနဲတော့လေငါ6 9 10ပေါ့เนาะ သူရဲ့ခွန်ယောမီကခါရီရူအွန်ယောမီကရှာခုသို့မဟုတ်ရှာချီဆိုင်စလေးပါဟဲ့နော်ဆိုတော့ JMS ကလုံးလေးနှလုံးကခါရီရူခါရီမတ်နဲ့တူတူပဲနော်ငှားယူသည်ဥပမာသမုဒ္ဒချိခါရာအခနဲ့ကိုခါရီမတ်တာတငယ်ချင်းစီရပတ်စံချီယူခဲ့တယ်ပတ်စံဆိုရင်တော့ချီရလို့သုံးတယ်ပေါ့နော်မြန်မာလိုဒါမှမဟုတ်လဲဟွန်းအိုခါရီမတ်တာစောက်ကိုငှားယူခဲ့တယ်ပစ္စည်းတွေပိုင်းကြတော့ငှားတယ်လို့သုံးတယ်ပေါ့နော် ောက်ခုက shaking shaking ကကြတော့အကျွေးပေါ့နော်ယူထားတဲ့အကျွေးကို shaking လို့ခေါ်ပါတယ်ချီချီဝ shaking က osukiru ဒါဆိုရင်ဖေဖေကအကျွေးတွေများလွန်းတယ်အဲ့လိုမျိုးသုံးလို့ရပါတယ်နော် kariru shaking ဒါဆိုရင်ဒီခန်းကြီးလေးကငှားယူသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်တဲ့218လုံးမြောက်ကကြတော့ခုနကတော့ငှားယူသည်နဲ့ပြောင်းပြန် ငားပေးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်။သူကကြတော့ဒီအပေါ်ကခန်းကြီးလေးကခါဝရုဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်။ခါဝရုကကြတော့သူ replace လုပ်တယ်ပေါ့နော်။တစ်ခုနဲ့တစ်ခုနဲ့ change လုပ်လိုက်တယ်ပေါ့။တစ်ခုနဲ့တစ်ခုအစားထိုးပြီးတော့လဲလှယ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဒီဘော်ကခါဝရူရဲ့ခန်းကြီးလေးဒီအောက်ကကိုင်းလေးဆိုတာကကြတော့ခယုကမာခွန်ရဲ့ခန်းကြီးလေးပေါ့နော်ဒါဆိုဒီနှစ်ခုကိုပေါင်းလိုက်ပြီးတော့ငားပေးတီဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူ့ကို ချွတ်ကြည့်မယ်ဆိုရင်1 2 3 4 5 6 7ပေါ့နော်ဆိုသူရခုံရောမီကခါဆူအုံရောမီကတိုင်ကျဲမဲ့စကလုံးလေးသုံးလုံးရှိတယ်ခဆုခါရှိမတ်စ်နဲ့တူတူပဲပေါ့နော်ငားပေးတီဥမာ ပတ်စံနဲ့ဆိုရင်တော့ချီးရလို့ဘာသာပြန်တယ်နော်ဆိုတော့ ओखा နဲ့ ओ ခတ်တဲ့ခရာဆိုင်ဒါဆိုရင်ပတ်စံချီးပေးပါဒါမှမဟုတ်ရှင်လဲ hon o khat တဲ့ခရာဆိုင်စာအုပ်ကိုငါပေးပါအဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ကခါရှိယဒီနောက်က ie နော်အိမ်ဆိုတဲ့ခန်းကြီးလေးခါရှိယဆိုရင်ငားရန်အိမ်အိမ်ငားပါနော်ခိုနိုချီကာကိုနိခါရှိယကအရီမတ်စကဒီနီနာမှာအိမ်ငားဖို့ရှိလားအဲ့လိုမျိုးလေးသုံးလို့ရတယ် နောက်ကချင်းတိုင်းချင်းတိုင်းကလည်းခုနကရှိရလို့အိမ်ပဲမျိုးပဲပေါ့နော်အိမ်ငှားတာဟိုပါကြီးပြောတာချင်းတိုင်းမန်းရှင်ဆိုရင်ကွန်ဒိုအငှားတို့မဟုတ်ချင်းတိုင်းအပါတိုဆိုလည်းအရန်သုံးတယ်နော်ဒါဆိုရင်တိုက်ခန်းအငှားပေါ့ဒါဆိုရင်အခီနိုချီကာကူနီချင်းတိုင်းမန်းရှင်ကအိုယအခီနိုချီကာကူနီချင်းတိုင်းအပါတိုကအိုယဒါဆိုရင်ယထာဘူတာနဲ့နေတဲ့နေရာမှာ တိုက်ခန်းအငှားသို့မဟုတ်ကွန်ဒိုအငှားတွေက များတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ခါစုခါရှိယချင်းတိုင်းမန်ရှင်မန်ရှင်ဆိုတာကွန်ဒိုပေါ့နော်ဒါဆိုရင်ဒီစကလုံးလေးကချီငါပေးတီဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်တစ်လုံး219လုံးမြောက်ကကြတော့ အစာပြုတ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဒီမှာအမျိုးသမီးလေးတစ်ယောက်ကထိုင်နေတယ်ဒီဘက်မှာကိုဝင်ဆောင်ထားတယ်ဒီဘက်မှာကလေးလေးအပြင်ရောက်သွားပြီပေါ့နော်ဒါဆိုရင်လူဘဝစတင်နေဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အစာပြုတ်သည်ဆိုတဲ့အဓိပ္ပာယ်လေးကိုယူထားတာဖြစ်ပါတယ်ဒါဆိုဒီဘက်မှာအွန်နာဆိုတဲ့ခန်းကြီးလေးကိုရေးမယ်နော်တင်ပြင်းနှစ်သုံးပြင်းအွန်နာဘေးနားမှာဓာတ်ရဲ့ခန်းကြီးလေးနော်၄၅၆ ခုနှစ်ရှေသူရဲ့ခွန်ယောမီကဟာဂျီမာရုနောက်တစ်ခုဟာဂျီမဲရုအွန်ယောမီကရှိကျဲမဲ့စကားလုံးလေးသုံးလုံးရှိပါတယ်ဟာဂျီမဲရုဆိုတာစတင်သည်ဟာဂျီမဲမတ်နဲ့အတူတူပဲပေါ့နော်ဂျူကျောအိုဟာဂျီမဲမရှောဒါဆိုရင်စတင်ချိန်စတင်မဲ့ class စပြီပေါ့နော်အဲ့လိုမျိုးပြောတာနောက်တစ်ခုကကြတော့ ခိုင်းရှိဆိုလို့ခိုင်းရှိဆိုလို့ကအစပြုသည်ခိုင်းရှိရှိမတ်လို့လည်းသုံးလို့ရရယ်နော်ဆိုတော့ဟာဂျီမဲရုနဲ့ခိုင်းရှိဆိုလို့နဲ့ကအတိတ်ပဲအတူတူပါပဲနော်ဆိုတော့ခိုင်းရှိဆိုလို့ကကြတော့သူက formal ပို့ကြတယ်ပေါ့နော်ဥမာကုမ္ပဏီတို့အဖွဲ့အစည်းတို့နဲ့သုံးတဲ့အခါမှာပို့ပြီးတော့သုံးတယ်ခုနကတော့ဟာဂျီမဲရုကကြတော့ပုံမှန် casual ပေါ့နော်ပေါ့ပေါ့ပါပါပြောတဲ့အခါမှာသုံးပါတယ်ခိုင်းကီဝဂေါ်ဇန်ဂျူဂျီနီခိုင်းရှိရှိမတ် ဒါဆိုရင်အစည်းအဝေးကမနက်7:00နာရီမှစတင်ပါမယ်။အဲအဲ့လိုမျိုးလေးတွေပေါ့နော်။နောက်မို့ရှင် presentation ကို開始させていただきます。ဒါဆိုရင် presentation အစပြုပါတော့မယ်။အဲ့လိုမျိုးလေးသုံးလို့ရပါတယ်။နောက်က始発始発ကကြတော့ပထမအဆုံးယထာနေ့တနေ့မှာပထမအဆုံးစတင်ပြည့်စွဲတဲ့ယထာကို始発လို့ပြောလို့ရတယ်။彼は始発の電車に乗るために朝4時に起きました。 ပထမဆုံးရထားကိုစီးဖို့ရန်အတွက်မနက်၄နာရီမှအိယာနှုတ်ထားခဲ့ပါတယ်အဲ့လိုမျိုးလေးတွေသုံးလို့ရပါတယ်ဟာဂျီမဲရုခိုင်ရှိဆူရုရှီဟာဇဒါဆိုရင်အစပြုသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ဆုံးအလုံးဖြစ်တဲ့220အလုံးမြောက်ကခုနအစပြုသည်ရဲ့ပြောင်းမြန်ပြီးဆုံးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့သူ့ရဲ့ဒီအရှိခန်းကြီးလေးကဒီအချီမြင်းဆိုတဲ့ခန်းကြီးလေးကိုကိုစားပြုပြီးတော့အနောက်ခန်းကြီးလေးကဖူယု စောင်းရသည်ဆိုတဲ့ခန်းကြီးလေးနော်စောင်းရသည်မှာဒီစပန်တန်လေးတွေနဲ့အစားအစာတွေကိုတည်တန်းပြီးတော့စုဆောင်ထားတယ်ဆိုတဲ့အထိပ္ပယ်လေးနော်ဒီပုံလေးကဒါဆိုရင် အချီမြင်နဲ့စောင်းရသည်နှစ်ခုတွဲလိုက်တာပြီးဆုံးသည်ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်သွားတယ်ပေါ့နော်ဆိုတော့အချီမြင်လေးကိုပြီးဆုံးအောင်ရစ်ပတ်တယ်ဆိုတဲ့သင်္ကေတလေးနဲ့ပေါ့နော်ဆိုတော့သူ့ကိုအချီမြင်လေးကိုအရင်ရေးမယ်ဆိုရင်တင်နဲ့တော့လေးငါ 7ပေါ့နော်ခုံယောမီကအိုဝရုအုံယောမီကရှူကျဲမဲ့စကလုံးလေးသုံးလုံးရှိတယ်အိုဝရုပြီးဆုံးသည် ပေါ့နော်အိုဝရီမတ်နဲ့အတူတူပါပဲရှီကိုတိုကအိုဝရီမတ်တာဒါဆိုရင် အလုတ်ပြီးသွားခဲ့ပြီဒါမှမဟုတ်ရှီကိုတိုကအိုဝတ်တာအလုတ်ပြီးခဲ့ပြီ အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ခုရှူဒန်ရှူဒန်ကခုနကတော့ရှီဟာဆွေရဲ့ပြောင်းမြန်တကောင်နောက်ဆုံးရထားတာပေါ့နော်ဆိုတော့နေ့တစ်နေ့မှပြည့်စွဲတဲ့နောက်ဆုံးရထားကိုရှူဒန်လို့ခေါ်တယ်ခရယ်ဝရှူဒန်နိမာနီယတာသူက နောက်ဆုံးရထားကိုမှီခဲ့တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ခုဆိုင်းရှူကိုင်ဆိုင်ရှုကိုင်က last episode ပေါ့เนาะဥမာ drama တို့ the land way တို့ကြည့်တယ်ဆိုလို့ရှိရင်နောက်ဆုံးအပိုင်း the last episode ကိုဆိုင်ရှုကိုင်လို့ခေါ်ပါတယ် ဒူရန်မာနိုဆိုင်းရှုကိုင်ကိုမိသက်ခါရနေယောတိုအိုမိုအူဒါဆိုရင်ဒီဒရမာရဲ့နောက်ဆုံးအပိုင်းကိုကြည့်ပြီးခါမှပဲအိမ်မယ်လို့တွေးထားတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်အိုဝါရုရှူဒန်ဆိုင်းရှုကိုင်ဒါဆိုရင်ဒီစကားလုံးလေးကပြီးဆုံးသည်ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်ဒီနေ့လေးလာမယ့်စကားလုံးလေး၁၀လုံးကတော့ဒီမှာပဲဖြစ်ပါတယ် အားလုံးပဲအဆင်ပြေနေမယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြမယ်နော်ဆိုရဲသေးဝမာတာဇကီနိုတို့ကလည်းအားမရှော့ဘိုင်ဘိုင်